ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ United ရဲ့ကျွန်တော်တို့ဒါဂန်ဝင်ကစားမတစ်ယောက်ဖြစ်တဲ့ Andy Cole ကတော့အသင်းဘက်ကခေါ်ယူထားပြီးဖြစ်တဲ့ Matthias Cunha နဲ့အသင်းဘက်ကထပ်ခေါ်ဖို့ကြိုးပမ်းနေတဲ့ Ambumuru ရဲ့ ကစားသမား2ယောက်ရဲ့အရေးချင်းနေတဲ့ပတ်တယ်လို့သူအတင်းပေါ်မှာအကျူးပြူနိုင်တဲ့အရာလေးတချို့ကိုသူ့အမြင်ပြောထားတာလေးတွေကျွန်တော်ရှိတယ်။အဘရာလေးဆိုတော့ Manchester United ရဲ့ Matthias Cunha လို့ကစားမမျိုးကိုခေါ်နိုင်ခဲ့တာကတော်တော်ကောင်းတဲ့เนาะကျွန်တော်ပြုအလုပ်ဆောင်မှုတစ်ခုဖြစ်ပြီးတော့ Cunha ဟာအတင်းမှာဖန်တီးနိုင်စွမ်းမြင်မာတဲ့သူ့အရေးချင်းတွေကိုယူဆောင်လာနိုင်မဲ့ပလေယာမျိုးဖြစ်လိမ့်မယ်လို့သူမျှော်လင့်နေပါတော့။လူတိုင်းက Manchester United အတင်းဟာ twin goal တွေအလုံလောက်မဖန်တီး twin goal တွေအတွက်ပါเนาะအခွင့်အရေးတွေကို အလုံလောက်မဖန်တီးနိုင်ဘူးလို့ပြောနေကြတာဆိုတော့ကွန်ညာဟာအဲ့ဒလိုမျိုး twin goal တွေအတွက်အခွင့်အရေးတွေကိုဖန်တီးနိုင်စွမ်းရှိတဲ့ကစားသမားတဦးလို့သူပြောသွားတယ်။သူ့အတွင်းမှာပေါ့နော်သူမျော်လင့်တယ်လို့ပဲကစားသမားကိုရိုင်းရဲ့ဘက်ကလည်း United မှာဖန်တီးမှုတွေ twin goal တွေနဲ့အသင်းပေါ်မှာအကျိုးပြုနိုင်မယ်လို့သူ့ကိုယ်သူယုံကြည်ထားလိမ့်မယ်လို့သူထင်နေပေါ့နော်။အင်မတန်အရေးကြီးဆုံးကကစားသမားဖြစ်သူဘာထင်တယ်လဲဆိုတာပဲပေါ့။ ကောင်းမွန်တဲ့ယာတီကျူပြင်ဆင်မှုတွေပြုလုပ်ပြီးတော့အဲ့ဒီကနေပြီးတော့အကောင်းဆုံး United နဲ့ရှေ့ဆက်နိုင်မှုပဲသူမျှော်လင့်နေဆိုပြီးတော့သူပြောထားတယ်။အန်ဖူမွန်နဲ့ပတ်သက်လို့ရှိရင်တော့ Brentford အတွက်တကယ်ကောင်းတဲ့ယာတီတစ်ခုပြအောင်သူဆွမ်းဆောင်နိုင်ခဲ့တယ်လို့သူထင်တယ်ပေါ့နော်။အဲဒါအပြင်ပြီးခဲ့တဲ့ယာတီက Brentford မှာသူ twin ယူခဲ့တဲ့ twin goal တွေဟာသူဘာလုံးနိုင်စွမ်းရှိတယ်လဲဆိုတဲ့တက်တည်ပဲပေါ့နော်။ဒါအပြင် United အတွက်ဘယ်လူနီယာတွေကနေပြီးတော့အကူအညီပေးနိုင်တယ်လဲဆိုတဲ့တက်တည်ပဲပေါ့ဗျာ။ United ရဲ့ goal twin နည်းမှုအပိုင်းကလည်းလက်ရှိမှာ နည်းနည်းပြဿနာရှိနေတယ်လို့เนาะဟိုပြဿနာရှိနေတော့အမ်ဘူမူလိုကစားမမျိုးကိုသာခွန်နိုင်ခဲ့မေဆိုရင်အတင်းအတွက် twin go ပြဿနာတွေကပိုပြီးတော့ဘောနော်ဖြည့်ရှင်းသွားနိုင်လိမ့်မယ်အမ်ဘူမိုဟာ go twin နိုင်စွမ်းမြင့်တဲ့ player တစ်ယောက်ဖြစ်တဲ့အတွက် twin go တွေအတင်းအတွက်ကျွန်တော်တို့ဒါအကူအညီပေးနိုင်လိမ့်မယ်လို့သူထင်ကြောင်းသူပြောသွားတယ်ကျွန်တော်ကတော့အမ်ဘူမိုတို့ဘာလို့ねပတ်သက်လို့ရှိရင်အဲဘယ်လိုပြောရမလဲဟိုဒါကတော့ပြိတ္တအများစုလည်းမျောလင့်ထားပြီးသားဘောနော်ကုညာဆိုလို့ရှိရင်ဖန်တီးမှုပိုပြီးတော့ကောင်းတယ် ိုင်းမလို့သူကိုယ်တိုင်ကလည်းဂိုးသွင်းနိုင်စွမ်းရှိတဲ့ကစားသမားပါအန်ဖူမူကိုရအောင်ခေါ်မယ်ဆိုလို့ရှိရင်တော့အတင်းရဲ့ twin ကိုဒီမှာတော်တော်လေးတော့အတိုင်းနာတစ်ခုကြီးတော့ကျွန်တော်တို့နေပေါ့နော်လုံလောက်တဲ့ပမာဏတစ်ခုကြီး twin နိုင်မလားစောင့်ကြည့်ရမှာပေါ့လေကျွန်တော်တို့အဲ့လိုမျှော်လင့်ပါတယ်အခုလက်ချင်းအဒီကိုပြောသလိုပဲကစားမနှစ်ယောက်မှာတယောက်ကပို့ပြီးတော့ဖန်တီမူအာသန်နဲ့တယောက်ကပို့ပြီးတော့ twin ကိုအာသန်နဲ့ဒါဒါသူတို့ရဲ့အတင်းဟောင်းနေမှာလှုပ်ပြခဲ့တာကိုရီမန်ချက်စတာယူနိုက်တက်အတင်းမှာဆိုလို့ရှိရင်ရော တကယ်လုံနိုင်ပါမလားဒါတွေကတော့စောင့်ကြည့်ရမှာပေါ့နော်အချိန်ကစကားပြောသွားမှာပေါ့ဗျာဒါပေမဲ့ဒီလိုခုနကပြောသလိုပဲအသင်းမှာပြဿနာတက်နေတဲ့ຢာတွေအများစုတွေကကျွန်တော်နှစ်ခုက twin goal နဲ့ twin goal အတွက်အခွင့်အရေးဖန်တီးမှုပဲအခွင့်အရေးဖန်တီးမှုလို့ပြောလာရင် Manchester United မှာပါမြင်တယ်ကျွန်တော် Bruno Fernandes ပဲကျွန်တော်မြင်တယ်ပြဿနာက Fernandes က defensive midfield zone မှာကစားနေရတဲ့ချိန်မှာဖန်တီးမှုတွေကိုကျွန်တော်သူ့စီကနေပြီးတော့ narrow net ပတ်မှာကစားတဲ့ player အဖြစ်နဲ့သူ့ကိုမြင်ရသလောက်မျှော်လင့်လို့မရတော့ဘူး ဆိုတော့ Fernandez ကကွင်းလေကိုပိုင်စည်းတော့မယ်ဆိုတဲ့အခါကျတော့တိုက်စစ်ပိုင်းမှာဖန်တီးမှုနဲ့ပတ်သက်လို့ကစားမတစ်ယောက်လိုတယ်အဲ့ဒီကစားမဟာဂိုးလေးသွင်းနိုင်ရမယ်ဆိုတော့ကွန်ညာလိုကစားမမျိုးကိုကျွန်တော်တို့မှန်မှန်ကန်ကန်အားဖြည့်ထားတာအန်ဘူမူနဲ့ပတ်သက်လို့ရှင်လည်းပဲဒီတိုင်းပဲအတင်းဘက်က okay ဖန်တီးမှုကတော့ဘရူနိုထားပါတော့ twin ကိုနဲ့ပတ်သက်ပြီးတော့ငါတို့ဘုသူကိုမြင်လဲဆိုရင်လည်းပဲ Fernandez ပဲပြီးတယ်မလားအခုကကတိုက်စစ်မှာတော်လို့၃အောက်ထိကစားတယ် ပြဿနာကအဲ့ဒီတိုက်စစ်၃ရောက်စီကနေပြီးတော့ twin go ရောဖန်တီးမှုကဘယ်သူမှဥတည်ပြီးတော့အားကိုးလို့မရဘူးเนาะ twin go ရောဖန်တီးမှုကအတင်းမှာကွင်းလယ်မှာကစားနေပါတယ်ဆိုတော့ bruno fernandes ကနေမျှော်လင့်နေရတာဒါဘလို့မှအတိတ်ပဲမရှိဘူးဗျာတိုက်စစ်ကို၃ရောက်ကြီးရှိပြီးတော့ကျွန်တော်တို့အဲ့ဒီ deep zone ကကစားမတစ်ယောက်စီကနေပြီးတော့ output တွေကိုကျွန်တော်မျှော်လင့်နေရတာဒါကြောင့်ဗောနောအတင်းကခေါ်ဖို့လှုပ်ထားတဲ့ ambu moro ဘာလို့ကဒီတာဝန်တွေကို bruno fernandes စီကနေပြီးတော့အနေနဲ့အများတော့ခွဲပြီးတော့ဗောနောသူလှုပ်ပြဟိုယူဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ် ။ကိုညာကဖန်တီးမှုတွေပိုလှုပ်ဆောင်နေနေဆိုလို့ရှိရင်အန်ပူမူကသွင်းကိုးတွေအတွက်ပိုပြီးတော့အားကိုးရတဲ့ပလေယာတစ်ယောက်ဖြစ်ကျွန်တော်မြင်ကောင်းမြင်ရမှာပဲ။အကယ်လို့များပိုကောင်းတဲ့တိုက်စစ်မှုတစ်ယောက်နဲ့ကျွန်တော်ဒါအစားထိုးနိုင်နေဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒါ Fernandez အတွက်ကွင်းလယ်မှာသွင်းကိုးတွေဖန်တီးမှုတွေပူစရာမလိုတော့ဘဲနဲ့ကွင်းလယ်ကိုအဆင်ပြေအောင်ပဲသူအားထားဒီဘယ်လိုပြောလဲအာယုံဆိုင်ရပြီးတော့ကျန်တာတွေကိုလွှတ်ထားလို့ကျွန်တော်ရပြီ။ဒါကြောင့်မနော် twin go အတွက် phantom အတွက်ကစားမတက်ရောက်တဲ့ကိုအာမကူရတော့ပဲနဲ့ ကျွန်တော်တို့ဒါဖြစ်တင်နေပြီပေါ့အဲဒါကြောင့်မနော်ညီကိုတို့ရောဘလူမင်းညလည်းအာ ND ကိုကတော့ကုညာနဲ့အန်ဘူမူတို့ကအသင်းတွေအမှန်ကန်ပို့ပြီးတော့ဗောနော်တင့်တော်တဲ့အားဖြစ်မှုတွေဖြစ်လာနိုင်မယ်လို့သူခံယူထားတယ်ညီကိုတို့ရောတကယ်အသင်းဘက်ကဒီကစားမတွေကိုအားဖြည့်တဲ့နေရာမှာအသင်းမှာတကယ်ခြေသွမ်းပြနိုင်ကြလိမ့်မယ်လို့ညီကိုတို့ထင်ကြလားဒါမှမဟုတ်ဟိုးရှိမှခေါ်တော့ကကစားမတွေလိုပဲသူများအသင်းတွေမှာသာသူတို့ကောင်းခဲ့တာကုအသင်းကြရင် တိုင်ပက်ကြလိမ့်ဦးမယ်လို့ညီကိုတို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်